င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်တောင်ငုံမြို့ကအမှတ်၅စစ်စစ်ရေးကုကဲမှုဌာနချုပ်စကခ၅ကိုအေအေကတင်ပတ်ရရှိပြီးစစ်အရာရှိတွေအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအလံပြူထောင်လက်နက်ချပါတယ်ရခိုင်ပြည်နယ်တစ်ခုလုံးနှီးပါးကိုအေအေကတိုက်ခိုက်တင်ပတ်လာချိန်မှာ AR တိုင်းစစ်တနာကိုဖွဲ့စည်းလိုက်ပြီးမဟာမိတ်တိုင်းရင်းသားတွေနဲ့လက်တွဲကစစ်အာဏာရှင်ကိုတိုက်ခိုက်မဲ့တဲ့ရင်ပါဝင်နောက်ဆုံးရတဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ရှင်။ ခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုဒ်ကတော့ရခိုင်ပြည်တောင်ငုံမြို့မှာရှိတဲ့အမှတ်၅စစ်စရေကုတ်ကဲမှုထဏာကျော်စက္ကခ၅ကိုအေအေကတိမ့်ပိုင်ရရှိပြီးစစ်အရာရှိတွေအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအလံပြူထောင်လက်လက်ချခဲ့ကြတယ်လို့အေအေစေးသတင်းမြစ်တစ်ခုကရန်ကုန်ခေတ်သတင်းနာကိုပြပြပါဗါတယ်ဒီဇင်ဘာလ17ရက်နေ့အတွင်း ရခိုင်ပြည်တောင်ကုန်းမြို့ကအမှန်ငါစစ်စင်ရေးကိုကဲမှုထဏာကျော်စကခ9ကိုအရခတက်တော်အေးကအပြည့်သက်သိမ့်ပိုင်နိုင်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလက်လက်ချခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။လက်ရှိမှာအေးရဲ့ထိုးစစ်ကကွာမြို့ဆောင်တက်ခမရ963တက်ကိုစတင်တက်ခိုက်နေပြီဖြစ်တယ်လို့လည်းအေအေစေးသတင်းမြစ်ကပြပြပါရယ်ရန်ကုန်ခစ်တဲ့အနေနဲ့အေဘက်ကအတီးပြုတ်ထုတ်ပြန်ခြင်းမရှိသေးတဲ့အတွက်တောင်ကုန်းမြို့စက္ကကငါသိမ့်ပိုက်ရရှိမှုနဲ့ ဂွားမျိုးဆောင်တက်ကိုတိုက်ခိုက်မှုသတင်းတွေအပေါ်ကို AAC ကနေတရားဝင်အတည်ပြုချက်ရရှိရန်ဆက်လက်ကြိုးပမ်းနေစေလဲဖြစ်ပါတယ်။တောင်ကုန်းမျိုးကစစ်ကောင်စီစစ်စခန်း၁၀ခုကို သိမ်းပိုက်ပြီးတဲ့နောက် တောင်ကုန်းမြို့တစ်ခုလုံးကိုနိုဝင်ဘာလ24ရက်နေ့မှာအေအေကထိန်းချုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။တဆက်ထဲမှာပဲတောင်ကုန်းမြို့နယ်ကက်လျက်မှာရှိတဲ့စကခ9တပ်မှနဲ့ခမရ944ခမရ346တရင်တို့ကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ပြီးရတဲ့နောက်မှာတပ်တွေအားလုံးကိုသိမ်းပိုက်ရရှိပြီးဖြစ်တယ်လို့လည်းအေအေသတင်းမြစ်ကပြောပြပါတယ်။အာရခတက်တော် AE က2024ခုနှစ်မကုန်မီမှာအန်တောင်ကိုဂွားမြို့နယ်အားလုံးကိုအပြည့်အသက်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ကိုအရှိန်မြင့်တိုက်ခိုက်နေကြတာဖြစ်ပြီးအေက မောင်နှောမျိုးကနခကငါတက်စကန်ကိုတင်ပိုက်ပြီးတဲ့နောက်မှာအနောက်ပိုင်းတိုင်းစစ်တနာကျုပ်ကိုပိတ်ဆို့ထိုးစစ်စင်တွေကအဲမျိုးကိုလည်းထိမ့်ချုပ်တင်ပိုက်ထားတယ်လို့လည်းအေကတရားဝင်သတင်းထုတ်ပြန်ထားပါရဲ့ရှင်။ ARD တိုင်းအတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။ ARD တိုင်းအတွင်းမှာတိုက်စစ်ဌာန ARD ပြည်သူ့ကာကွယ်တပ်မတော်ကိုဖွဲ့စည်းလိုက်ပြီးမဟာမိတ် EAO တွေနဲ့လက်တွဲပြီး ARD တိုင်းအတွင်းမှာတိုက်ပွဲတွေဝင်ရောက်နေပြီဖြစ်တယ်လို့တရားဝင်သတင်းထုတ်ပြန်လိုက်ပါရစေ။တိုက်စစ်ဌာန ARD PDF အဖွဲ့ဟာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းစစ်တပ်အမှတ်နဲ့စစ်တပ်ခွဲရဲကုတ်ကဲအုပ်ချုပ်မှုနဲ့ ပြည်သူ့ဘက်တော်သားစစ်တီတော်ရင်းနဲ့အတူစစ်ကြောင်းတရင်ဗျူဟာတွေအဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီးဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါရယ်။ဒါအပြင်အကြမ်းဖက်ဆက်အာနာရှင်စနစ်ချုပ်ငင်ရေးအတွက်တိုင်းစစ်ဌာနအေရီအနေနဲ့မဟာမိတ်အေရီတွေနဲ့အတူ လက်တွဲပူးပေါင်းပြီးအေရီမြေတွင်းမှာထိုးဖောက်ဝင်ရောက်တိုက်ပွဲဝင်နေရလို့လည်းဆိုထားပါရယ်။ရခိုင်ပြည်နယ်တစ်ခုလုံးနှီးပါးကိုအေအေကတိုက်ခိုက်သိမ်းပိုက်လာချိန်မှာအန်ယူဂျီလောက်ကံ ပြည်သူ့ကာကွယ်တပ်မတော်ကတိုင်းစစ်ဌာနအေရီ PDF ကိုတရားဝင်ဖွဲ့စည်းကြောင်းကျင်းည ာထားခဲ့တာကြောင့်များမကြမီမှာ AR တိုင်းအတွင်းမှာတိုက်ပွဲတွေအရှိန်ဟုန်နဲ့မြင်တွေ့ရွယ်ရှိနေတယ်လို့ပြည်သူ့ကာကွယ်သတင်းမြစ်ကရန်ကုန်ခေတ္တတင်နာကိုပြောပြပါရတယ်။အဲ့ဒီတိုင်းစစ်ဌာန AR တက်တဲ့မှာ AAC မှာတင်းနှန်းတက်ထားတဲ့တပ်ဖွဲ့ဝင်တွေရှိတယ်လို့ KNUC မှာတင်းနှန်းစင်းတဲ့တပ်ဖွဲ့ဝင်တွေလည်းရှိနေတာကြောင့်မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ပြည်သူ့ကာကွယ်သတင်းမြစ်ကပြောပါရရှင်။ ဒီတခါမှာတော့ရန်ကုန်မင်းကလေးအမြန်လမ်းပိုင်းကမိုင်တန်316မှာရှိတယ်။အကြက်ဖက်စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်ကိုဝင်ရောက်တိုက်ခတ်ခဲ့လို့နထိုးကြီး People Defense Force တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရယ်။ဒီဇင်ဘာလ12ရက်နေ့မွန်လွယ်3နိုင်လောက်ကနထိုးကြီးမြို့နယ်ရန်ကုန်မင်းကလေးအမြန်လမ်းပိုင်းကမိုင်တန်316အကြက်ဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကိုနထိုးကြီး People Defense Force မြင်းကြံခရိုင်အမှတ်လေးအမှတ်30နဲ့ MDDS တို့က drone နဲ့ပုံကျဲပြီးမြေပြင်ကနေဝင်ရောက်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါရယ်။ ယ်။တိုက်ပွဲဖြစ်ပွားခြင်းတနိုင်ခန့်ကြံပြင်းခဲ့ပြီးအကြက်ဖက်စစ်တပ်ရဲ့ဘန်ကာအနီးနားဒီကိုတိုက်ခိုက်နိုင်ခဲ့ပေမဲ့လည်းစစ်တပ်ဘက်ကစစ်ကူတွေရောက်ရှိလာတာကြောင့်အပြည့်သက်သိမ်းဆဲနိုင်ခြင်းမရှိဘဲပြန်လည်ဆုတ်ခွာခဲ့ရလို့လည်းသိရှိရပါတယ်။တိုက်ခိုက်မှုအတွင်းမှာတော်လန်ရဲဘော်၄ဦးဟာမစိုးရိမ်ဒဏ်ရာရရှိခဲ့ပြီးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာနိုင်ရေးကနစီဟာစစ်ကောင်စီတပ်သားတွေရှိရာကိုမောင်းနှင်သွားခဲ့ပြီးမိတိလာမြို့ဘက်ကိုပြန်လည်ထွက်ခွာသွားခဲ့ရလို့လည်းသိရှိရပါတယ်ရှင်။ စကန်တက်တဲ့တဘောကိုတက်ဆက်ပေးကြပါရစေ။စကန်တန်ဆလင်းကြီးမြို့နယ်မှာဝမ်ပေါင်ကုမ္ပဏီကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းတိုက်ခတ်ခံရပြည်နာမှာစစ်ကောင်စီတပ်သားတွေဟာအုံမရွာကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ချင်းတွင်းမြကန်ဘေးကျေးရွာများတပိတ်ကော်မတီကတာဝန်ရှိသူတို့ကပြောပြပါရစေ။ဒီဇင်ဘာလ17ရက်နေ့မှာဆလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီကနေထွက်ခွာလာတယ်။အကြမ်းဖက်စစ်ကြောင်းကိုတော်လန်တပ်ဖွဲ့ဝင်တွေကကြားဖြတ်တိုက်ခတ်ခဲ့ရမှာစစ်တပ်ဘက်ကထိခိုက်သေဆုံးမှုရှိခဲ့တာလည်းဖြစ်ပါရစေ။အဲဒီလိုတိုက်ခတ်ခံရပြည် ရက်နောက်မှာညနေ၄နာရီခွဲလောက်မှာအကြမ်းဖက်တပ်သားတွေဟာအုံမရွာကိုဝင်ရောက်ဆင်းသင်ပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာအုံမရွာနဲ့ဝမ်ပေါင်ကုမ္ပဏီညချေးပါ6ရွာကထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းသိရှိရပါတယ်ရှင်။ မကွေးတိုင်းဂံကောခံကြောတိုက်နယ်ပြည်သူ့အုပ်ချုပ်ရေးဘုတ်ဦးဆောင်ကော်မတီကဒေသရဏတိုင်းပြည်ချက်တွေကိုထုတ်ပြန်ပြီးဖောက်ဖြက်ရင်တေတံချမှတ်မယ်ဆိုတဲ့ထုတ်ပြန်ချက်ဟာအာဏာရှင်ဆန်တဲ့လုပ်ရဖြစ်တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပြပါရတယ်။နိုဝင်ဘာလ15ရက်နေ့က ဂျားကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုးကော်မတီကြောတိုက်နေကဒေသနာဥပဒေမူကြမ်းကိုရေးဆွဲကတားမြစ်ထားတဲ့တားမြစ်ချက်တွေကိုခုမြုပ်ချက်မဲ့ကျွလွန်တာထင်ရှားရင်တည်ရန်အထိချမှတ်နိုင်တဲ့ဒေသနာဥပဒေအတိုင်းအရေးယူသွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်ထုတ်ပြန်ချက်တွေဟာရေဘူးကအရန်ဆန်သလိုမြစ်ချိုးဝါချိုးတာလောက်နေတာအခက်မသိရင် တည်တံပေးလို့ရတဲ့သဘောမျိုးဖြစ်နေရလို့လည်းပြည်သူတွေကဝေဖန်ပြောဆိုနေကြပါဗျ။နောက်တစ်ခုကတော့သူတို့ထုတ်ပြန်ချက်ကအပိုက်22မှာဆိုရင်သူတို့ကိုဘာမှဝေဖန်ခွင့်မရှိသလောက်ဖြစ်သွားပြီးတခုခုထောက်ပြဝေဖန်ရမှာကိုပြည်သူတွေကလက်နေကြကဒီစာအားလုံးကိုအချုပ်အားဖြင့်သုံးသပ်ရရင်အာနာရှင်ဆန်လွန်လာကြောင်းပြည်သူကိုမျက်နှာမှုတဲ့ထုတ်ပြန်ချက်မဟုတ်တဲ့အတွက်ဒီလိုထုတ်ပြန်မှုကိုအမြန်ဆုံးရုတ်သိမ်းတင်တယ်လို့မြင်ကြောင်းဒေသပြည်သူတို့ကပြပြပါရရှင်။ ဒီတစ်ခါမှာတော့မြန်မာနိုင်ငံမှာပြည်သူတွေပုံမို့ထိခိုက်လာရတဲ့ပဋိပက္ခနဲ့အကြမ်းဖက်မှုတွေမြင့်တက်လာနေတာကြောင့်ကုလသမဂ္ဂအထွေမှုချုပ်ကအထူးစိုးရိမ်နေရလို့သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူကမြို့အောင်မြို့မှာပြောဆိုလိုက်ပါတယ်၂021ခုနှစ်ဖေဖော်ဝါရီလကနေစတင်ပြီးစစ်တပ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာအရက်သားတွေကိုခွဲခြားမှုမရှိဘဲလေချောင်းတိုက်ခိုက်နေတာတွေကြောင့်သေဆုံးမှုတွေမြင့်တက်နေပြီးကုလသမဂ္ဂအထွေမှုချုပ်ကပဋိပက္ခမှာပါဝင်သူအလုံးအနေနဲ့အကြမ်းဖက်မှုတွေကို ဆုံးသတ်ဖို့နဲ့နိုင်ငံကဥပဒေအောက်မှာအရက်သားတွေကိုအကာအကွယ်ပေးဖို့တာဝန်ရှိတယ်လို့လည်းဆိုပါရယ်အဲဒီလိုတင်းမာမှုတွေထပ်မံမဖြစ်ပွားစေရေ နှစ်ဖက်ကထိန်းသိမ်းဆောင်ရွက်ကြဖို့ကိုလည်းကုလသမဂ္ဂအတွင်းမှုချုပ်ကတိုက်တွန်းပြောဆိုလိုက်ပါတယ်။ကုလသမဂ္ဂအတွင်းမှုချုပ်က2021ခုနှစ်ကစစ်တပ်အာဏာသိမ်းခြင်းပြည်သူတွေကိုစစ်တပ်ကရရဆက်ဆက်တပ်ဖြတ်ချိန်တွေမှာအထူးစိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုလာတာဟာအာဏာသိမ်းကာလ၄နှစ်နီးပါးအထိရှိလာပြီလည်းဖြစ်ပါတယ်။ဒါအပြင် ကုလသမဂ္ဂနဲ့လုံခြုံရေးကောင်စီကလည်းတကားပိတ်နဲ့တကားဖွင့်အစည်းအဝေးများစွာကိုအကြိမ်ကြိမ်ကျင်းပပြုလုပ်ခဲ့ပေမဲ့ ဂျက်ဖက်စစ်တပ်ကိုဘာအရေးယူမှုမှမလုဆောင်နိုင်သေးဘူးလို့လည်းပြည်တွင်းတော်လှန်အတန်းဝန်းကသုံးသပ်ပြောဆိုပါရရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးတော့ကျေးဇူးတင်ပါရှင်။ကျေးမများပါ။